ကျွန်တော်မီဒီယာဘိုင်းကိုပဲကျွန်တော်ပြောပါမယ်နော်မီဒီယာဘိုင်းပဲပြောပါဘာလို့ဆိုဟိုခုနဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်တဲ့မှတ်ချက်တော့ပေးလို့ကိုဖြစ်ပါဘာလို့ဆိုခုနဒီဆရာပြောသွားတယ်ပဲကျွန်တော်ဒီရောက်ပြီးမှပဲကျွန်တော်လည်းဟိုတဲ့ message တွေရောက်လာကျွန်တော်ကအဲ့ရခိုင်ကိစ္စနော်ဒုလတ်သောစုံစမ်းစစ်ဆေးကော်မရှင်မှာကျွန်တော်ဖွဲ့ဝင်ဖြစ်နေပါတယ်ဟာနေတော့ဒါဖွဲ့ဝင်တယောက်အနေနဲ့ကျွန်တော်ပြောလို့မဖြစ်တော့အဲ့ဒီမတိုင်ခင်ရဆိုရင်တော့ကျွန်တော်ပြောတာပါ ကျွန်တော်ကျွန်တော်ကိုရဲနဲ့အဲ VOE နဲ့ကျွန်တော်အင်တာဗျူးတစ်ခုရှိပါတယ်ကျွန်တော်ပြောပြောဦးပါအဲခုမီဒီယာတွေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့မြန်မာမီဒီယာတွေကများသောဖြင့်ကျွန်တော်တို့ဟိုနိုင်ငံခြားကမီဒီယာတွေကကျွန်တော်တို့လေးစားမှုမရှိဘူးလေးစားမှုမရှိအောင်လည်းကျွန်တော်တို့ဖြစ်ကဒရော်ဆိုးခဲ့တာပါเนาะကျွန်တော်တို့ဘဝကเนาะလေးစားစရာမခံရတဲ့ဘဝဖြစ်တယ်ဘာလို့စင်ဆာအောက်မှနေရတာဘူး စင်စားအောင်မှနေရတဲ့အစိုးရသတင်းစာတွေရှိတယ်။နောက်ပုတ်ကလိကသတင်းစာချန်နယ်တွေကြတော့လေကျွန်တော်တို့ကစင်စာရှစ်ပြန်နေရတယ်။အဲ့တော့ကျွန်တော်တို့ဘလို့မှလုံးလုံးကြိုင်လို့မရဘူး။နောက်တစ်ခါနင်းနေပါပါအစိုးရသတင်းစာမှာထည့်ပြီးသားအကြောင်းကိုထည့်ထားတော့တရားစွဲခံရတာနဲ့ခုနကချန်နယ်ပိတ်ခံရတာနဲ့အဲ့လိုဖြစ်တယ်နော်။အဲ့တော့ဖြစ်တင်တာတော့ခုနသမရယုံလို့နော်ပြန်ကြားရေးဝန်ကြီးဌာနရဲ့သူအဲ့ဒီက website တွေကသေးသေးချာချာကိုသူတို့ဟိုနိုင်ငံတကာပေါက်မြောက်အောင်အင်္ဂလိပ်လို့ အင်္ဂလိပ်လိုသူတို့ထုတ်ပြန်ပြက်တင်ရှိဖို့လိုပါတယ်ပြီးတော့မှနိုင်ငံခြားမှာရှိနေတဲ့ခုန writer တို့ AFP တို့နော်တောင်းပြီးတော့အသံလွှင့်မီဒီယာတွေရုပ်သံမီဒီယာတွေကိုသူတို့သူတို့ဟိုကသုံးညသုံးသည်ဖြစ်စေမသုံးသည်ဖြစ်စေအဲ့လိုအင်္ဂလိပ်လိုထုတ်ပြန်တယ်ထုတ်ပြန်ချက်တယ်မှန်မှန်ပို့ပေးဖို့လိုပါတယ်ပို့ပေးရကျွန်တော်အခုတိတော့မပို့ဘူးသူတို့အဲ့လောက်လဲသူတို့လောက်ရပါမလဲမသိဘူးအဲ့လိုဖြစ်နေတာ ဟုတ်ကဲ့ဆိုပါဆရာကျွန်တော်ဆရာကျော်ဝင်းကိုမိန်းကုန်းတစ်ခုလောက်ပေးချင်ပါတယ်ဆရာဆရာဟိုပြီးခဲ့တဲ့လွန်ခဲ့တဲ့နှစ်လသုံးလလောက်ကဟိုတမရကျန်ဝေးဥက္ကိုလိုင်းအနေနဲ့ပြောသွားတယ်ပေါ့နော်ပထမဦးဆုံးချိန်မှာပထမဦးဆုံးဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီဒီမိုကရေစီလုပ်တဲ့အခါမှာတပီအောင်စနစ်ကိုရင်သွားမယ်ပေါ့နော်တပီအောင်စနစ်ကိုသွားပြီးရဲ့အခါကျတော့မှဒါဟိုကျွန်တော်တို့ဒီ အမေရိကလိုမျိုးပြည်နယ်လေးတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီးသွားရမယ်ပေါ့ပြီးရခါကျတော့မှပဲကျွန်တော်ဒီ European Union ပေါ့ EU လိုနိုင်ငံမျိုးပေါ့နော်နိုင်ငံသီးသန့်ပေးနိုင်မယ်ပေါ့နော်အဲ့လိုပြောကြပါတယ်ဒါပေမဲ့လောဆယ်ချိန်ဒီမှာတခြားနိုင်ငံရေးအတိုက်ခံကောင်းကောင်းနိုင်ငံရေးကောင်းကောင်းချိုးသွားကြတော့တဘောသားနည်းနည်းတင်းမာတယ်လို့ယူဆရတယ်ပေါ့နော်သူတို့တွေကကျတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပဲတောင်းနေကြတယ်နောက်လက်နက်ကိုင်ဖွဲ့စည်းရတယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပဲတောင်းနေကြတယ်တကယ်လို့ဒီချိန်မှာသူတို့လိုချင်တဲ့ဟာကိုပေးလိုက်တယ်ဆိုလို့ချင်း တိုင်းပြည်ကဟိုကိုယ်ကွဲထွက်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလည်းပတ်သက်ပြီးတော့ဆရာဟိုနည်းနည်းလို့ပြောမလဲကျွန်တော်တို့ပို့ပြီးတော့နည်းနည်းဘူးသူရရအောင်လို့ဒီလိုဖြစ်သွားလို့ရှင်ဟိုဒီလိုမျိုးဦးကိုလိုက်ပြောတဲ့ train နဲ့သွားတာမျိုးနဲ့အခုချိန်မှာပြေးလိုက်လို့ရှင်ဖြစ်သွားမယ့်ဟာမျိုးနဲ့အဲ့နှစ်ခုကြွားချချက်လေးကိုဆရာတခြားတော့ပြောပြလို့ရမှာစိုးစိုးကြိုးကောင်းကြိုးပေါ့နော်ကျေးဇူးတင်ပါဆရာကျွန်တော်အထင်တော့ဒီကိစ္စမျိုးတွေမှာ တခုတည်းသောဆန်ဆိုတာမရှိဘူးထင်တယ်။ကိုတိုင်းမြေရဲ့တကယ်ရှိနေတဲ့အခြေအနေတိုင်းသွားတာအကောင်းဆုံးဖြစ်နေမှာထင်။တလျှောက်လုံးပေါ့ဗျာကျွန်တော်တို့တမိုက်ပြန်ကြည့်ရင်ဒီလူမျိုးစုပြည်တရနဲ့ပတ်သက်ရဲ့ theory က debate တစ်ခုရှိတယ်။အဲ့ဒါ self determination ဆိုတာနဲ့ autonomy ဆိုတာဒါတွေကပြောကြတယ်အဲ့ဒီခေတ်ကလက်ဝဲခေတ်ကလက်ဝဲအပေါ်စီရခဲ့တော့ self determination တော့တကယ်ပြောမူဝဲရှိတယ်ဗျာ နော်အမေရိကန်သမ္မတဝင်ဆင်ရမှုရှိတယ်ဒါကျွန်တော်စီမှာတိတ်မပြောဘူးအီးပဲဘိုးကျော်ဆန်းဆပြီးတော့တိုင်းပြည်ပြည်လွတ်တော်ဆွေးနွေးပွဲမှာကိုကတော့ဒီ years ago ဝင်ဆင်ရမှုကိုကတော့မဟုတ်ဘူးစတာလင်ရဲ့စောင့်ကြည့်ပဲမတ်ဆွာရနဲ့အမျိုးသားရေးပြက်ကတည်းကအဲထားလိုက်ပါတော့ညာတော့အချင်းချုပ်ပြောရင်တော့ set determination ဆိုတာခွဲထွက်ရေးအပအဝင် ကိုပိုင်ပြတ်ထန်းခွင့်လိုယူလို့ရစတာလင်မှုညာဒါပေမဲ့ဆိုရှယ်လစ်မှုလို့စစ်စစ်ပြောမျိုးတရုတ်ကြ self determination ဆိုတာကိုမပုံဘူး autonomy လောက်ပဲပြီးဒါလည်းသူ့အကြောင်းနဲ့သူဖြစ်ပါလေရုရှားကဇာပယင်ကိုတိုက်ရဟောရှိဘက်တွေဇာပယင်ကဒီ nation state တွေကိုစုထားတဲ့ empire ကြီးအဲ့တော့ဒါကြီးကိုခွဲဖို့စုနေတဲ့အာဏာကိုခွဲဖို့ဖြန့်တိုက်ရတဲ့သဘောထက်ပါဒါကြောင့်ခွဲထွက်ရေးဒီစတာလည်းတော့တင်ခဲ့ဒါပေမဲ့ဆိုဗီယက်ယူနီယံအာဏာရပြီးတော့ constitution မှာခွဲထွက်권ထည့်ထားပြီးမယ် တကယ်ခွက်တော်ကိုကြိုးစားတော့တက်တီတော်နဲ့စော်လာပါပဲနော်ယုံလို့မရဘူးသို့တော်ကျွန်တော်တို့ကစောက်ထဲပါဟုတ်ထင်ခဲ့တာဒီတိုင်းတော်တော်ကြာခဲ့တယ်တရုတ်ကြဘေးဦးအော်တိုနိုမီပဲဘာလို့လဲဆိုတော့တရုတ်ရင်